ဥရောပသမဂ္ဂနဲ့တရုတ်နိုင်ငံတို့ရဲ့အားပြိုင်မှုဖြစ်ပါတယ်။ကမ္ဘာရေးရာနိုင်ငံရေးစီရေးစီးပွားရေးနဲ့အခြားသောလုပ်ငန်းဆောင်တာများဟာကိစ္စရပ်တစ်ခုနဲ့တစ်ခုဆက်နွယ်ချိတ်ဆက်လျက်ရှိပါတယ်။ရုရှားယူကရိန်းစစ်ပွဲမှာယူကရိန်းနိုင်ငံဟာရုရှားနိုင်ငံအတွင်းမှာရှိတဲ့ပြစ်မှတ်များကိုဒရုန်းများဖြင့်တိုက်ခိုက်ပြီးရုရှားမဟာဗျူဟာမြောက်လေရင်များကိုဖျက်ဆီးခဲ့ရမှာစတင်ပြီး ရုရှားနိုင်ငံဟာယူကရိန်းနိုင်ငံကိုတင်းထန်စွာ ပြန်လည်ထိုးစစ်ဆင်လျက်ရှိပါတယ်။ American သမ္မတဒေါ်နယ်ထရန့်တာဝန်ယူပြီးတဲ့နောက်ပိုင်းမှာရုရှားယူကရိန်းစစ်ပွဲငြိမ်းချမ်းရေးရောင်ကြီးများတန်းလာခဲ့တော့လေ။ယခုရပိုင်းအတွင်းနှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုများကြောင့်ငြိမ်းချမ်းရေးအရေးရောများမျှော်လင့်ချက်များလျော့ပါလာပါတယ်။ EU ဖွဲ့နဲ့ဥရောပသမ္မတအဖွဲ့ဝင် နိုင်ငံများဟာ ယူကရိန်းနိုင်ငံဘက်က ပါဝင်ကူညီအင်အားဖြစ်တင်းမည်ဆိုပါကရုရှားနိုင်ငံဘက်ကလည်းတရုတ်နိုင်ငံမြောက်ကိုရီးယားနိုင်ငံစတဲ့နိုင်ငံများကစစ်တီများဖြစ်တင်းထောက်ပံ့ပေးလာနိုင်ပွဲ ရှိပါတယ်။ဆိုပါဖြစ်စဉ်များဖြစ်ပွားနေစဉ်မှာပဲတောင်တရုတ်ပင်လယ်တွင်းမှာဥရောပသမဂ္ဂမူဝါဒရေးရာအကြီးအကဲဖိလစ်ပိုင်နိုင်ငံတို့အလဲပတ်တွားရောက်ခဲ့ပါတယ်။အဆိုပါခီးစဉ် ပြီးနောက်ပိုင်းမှာတရုတ်နိုင်ငံဟာဥရောပသမဂ္ဂကိုအဆိုပါကိစ္စရပ်များနဲ့ကင်းရှင်းစွာနေရာနဲ့ပါဝင်ပတ်သက်ခြင်းမပြုရန်ဥရောပသမဂ္ဂကိုသတိပေးလာပြန်ပါတယ်။တရုတ်နိုင်ငံရဲ့တောင်တရုတ်ပင်လယ်တွင် ဆိုမိုရီနဲ့ဩဇာအာဏာချဲ့ထွင်ရေးလုပ်ငန်းရပ်များဟာကမ္ဘာတည်ငြိမ်အေးချမ်းမှုကိုတော်ဝိုက်တော်နေတိုက်ရိုက်တော်နေများဖြင့်ချိန်ချောက်နေပြီဖြစ်ပါတယ်။တောင်တရုတ်ပင်လယ်တွင်မှရှိတဲ့ ပင်လေရေချောင်းကုံစီတည်ယူပို့ဆောင်ရေးလမ်းကြောင်းဟာကမ္ဘာကုံတွယ်ရေးပမာဏရဲ့20ရာခိုင်နှုန်းခန့်တည်ယူပို့ဆောင်ပေးနေတဲ့လမ်းကြောင်းဖြစ်ပါတယ်။အဆိုပါလမ်းကြောင်းအားတရုတ်နိုင်ငံကထိန်းချုပ်မြေရိပ်ရောင်များပေါ်ထွန်းလာပါကအခြားသောကမ္ဘာနိုင်ငံများနှင့်တရုတ်နိုင်ငံထိတ်တိုက်ရင်ဆိုင်လာရနိုင်ပွဲ ရှိပါကြောင်းတင်ဆက်အပ်ပါတယ်။